ဖြစ်စေတဲ့မှာ formula ဘာတွေပြောင်းလဲပေါ့အခုဒီလိုမျိုးအကွက်ကလေးတွေเนาะအဲ့တော့ဒီအကွက်ကလေးတွေဒီဘာတဲ့နေရ formula ဘာ formula ဘာပြောင်းလဲအဲ့ဆိုရင်သူကဘာလဲဆိုတော့ဒီ view tab တွေက show group တွေကဒီမှာ formula ဆိုတဲ့နေရာမှာအမှန်ကြည့်ဒီလိုမျိုးပြုတ်နေခဲ့မယ်ဆိုရင် formula ဘာပြောင်းလဲလိမ့်မယ်အဲ့တော့ formula ဘာပြန်ခေါ်ထည့်ခြင်းလဲဆိုရင်တော့ view tab တွေက show group ရဲ့ဒီမှာအမှန်ကြည့်လေးထည့်ထားလိမ့်ရတယ်နောက်က grid အကွက်တွေဒီ grid အကွက်လေးတွေဒီ grid အကွက်တွေကိုဖြောက်ခြင်းလဲ တော့အခုဒီတိုင်းစာရိုက်လိုက်တယ်ဆိုပါဆိုရိုက်လိုက်တဲ့စာမှာသူကစာရိုက်ပြီးအန်တာခောက်လိုက်တယ်ပြင်သူ့ကို print ကြည့်လိုက်တယ် file နဲ့က print သွားကြည့်လိုက်တယ်ဆိုရင်ဒီမှာ grade အကွက်တွေမပါဘူးအဲ့တော့အဲ့ grade အကွက်တွေမပါပေမဲ့ဒီမှာစာရိုက်တဲ့အခါမှာသူရဲ့ grade အကွက်တွေမြင်နေရတယ်။အဲ့ဒါဖြတ်ဖြစ်နေဆိုရင်တော့ဒီမှာ grade line ကိုအမှတ်ကြီးဖြုတ်လို့ရတယ်။ formula ကိုအမှတ်ကြီးဖြုတ်လို့ရတယ်။နောက်တစ်ခါ heading အဲ့ဒီဆိုဒီမှာ ABCD တွေ1 2 3 4တွေ ABC ဆိုရယ် column heading တွေ1 2 3 4ဆိုရယ် row heading တွေဒါတွေဖြောက်ချင်တယ်ဒါဆိုရင်တော့ဒီမှာအမှန်ကြီးတွေဖြောက်လိုက်ရတယ်เนาะဒါဆိုရင်အခု view tab တွေအရှိုးခုထဲမှာအမှန်ကြီးတွေသူကတက်လို့ရတယ်ဖြုတ်လို့ရတယ်နေရာသူက check box လေး၄ခုရှိတယ်အဲ့ဒီမှာဒီ၃ခုကတော့တွန်းလို့ရတယ်ဒါပေမဲ့ဒီမှာ ruler နှိမ့်နေတယ်သူ့ကိုအမှန်ကြီးအဖွင့်ပိတ်တော့လို့မရဘူး ။ဒါဆိုရင်ဒီမှာအမှန်ကြီးကိုအဖွင့်ပိန်လှုပ်ရှင်နေ။အမှန်ကြီးကိုအဖွင့်ပိန်လှုပ်ရှင်နေဆိုရင်တော့ရူလာထည့်ကျင်တယ်ပေါ့။ရူလာထည့်ဖို့အတွက်ကိုအမှန်ကြီးကဖွင့်လို့မရဘူးဖြစ်နေတာ။အဲ့လိုမျိုး ruler ထည့်ကျင်နေဆိုရင်တော့ view tab တွေက wallpaper view ရဲ့အပေါ်က page လေးရောက်ကိုနေလိုက်တယ်။အဲဆိုတော့ဒီမှာ ruler မှာအမှန်ကြီးတက်လာတယ်။အဲဆိုတော့ ruler အမှန်ကြီးချုပ်လို့ရသွားမယ်။နောက်တစ်ခါထည့်လို့ရသွားမယ်။အဲ့တော့ ruler မှာအမှန်ကြီးချုပ်တယ်ထည့်ကျင်တယ်ဒါဆိုရင် page လေးရောက်တက ဒီဘက်ထဲမှာရှိတဲ့ view depth တွေက wobble view တွေက normal ဖြစ်နေရင်တော့ဒီ ruler လေးကနှိမ့်ကြီးလိမ့်မယ် page layout လေးကိုနှိမ့်ထားမှာဒါလေး